ည7:00နာရီတိတိမှာမြေအောက်ထဲကနေအင်တာကြီးတစ်လုံးထွက်ပေါ်လာခဲ့တယ်။ဒါကနိုင်ငံသားရုပ်ရှင်တွေထဲကလို့မော်ဆဆန်နဲ့ထွက်ပေါ်လာတာမျိုးတော့မဟုတ်ပါဘူး။နယ်သာလန်နိုင်ငံမှာဒေါ်လာပေါင်းမီလီယံနဲ့ချီပြီးတော့အကုန်ကြခန့်ကဆောက်လုပ်ထားတဲ့ automatic public toilet တစ်ခုပါ။ညတကောင်ရံတွေမှာဈေးဆိုင်တွေပိတ်လို့ရုတ်တရက်အရေးပေါ်အခြေအနေနဲ့ပေါ့သွားချင်တာမျိုးတွေဖြစ်ရင်အစင်ပြေပြေနဲ့ဖြေရှင်းလို့ရအောင် မြို့ပေါ်ကလမ်းလေခါအတော်များများမှာဒီလိုအင်တာလေးတွေကိုပြုလုပ်ပေးထားတာပါ။ ုံဆောင်ရေးအရာပြောရရင်လေအမျိုးသားနဲ့အမျိုးသမီးတွေအတွက်တက္ကစီခွဲပြီးတော့ထားထားတာဖြစ်လို့စိတ်ချလက်ချနဲ့အသုံးပြုနိုင်ပါတယ်။ဒါပေမဲ့ထူးခြားချက်တစ်ခုကဒီအိမ်သားတွေဟာည7:00နာရီမှာထွက်ပေါ်လာပြီးမနက်4:00နာရီတိတိကိုရောက်တာနဲ့မီးအောက်ထဲကိုသူ့အလိုလိုပြန်ဝင်သွားမှာဖြစ်ပါတယ်။ဒါကြောင့်မို့မတွေ့ရစရာတစ်ချက်ကသင်ဟာမနက်4:00နာရီတိတိအချိန်မှာအပြင်ကိုပြန်မထွက်ဘဲနဲ့အိမ်သားတွေမှာရင်တို့လိုတန်လန့်ဖြစ်နေတယ်ဆိုရင်တော့ မြေအောက်ထဲကိုပါသွားပြီးတော့တနေ့လုံးမြန်ပိတ်မိခံရနိုင်ခြေရှိသလားဆိုတာပါပဲဒါပေမဲ့စိတ်ပူချရတော့မလိုပါဘူးဒီလိုခြေနေတွေဖြစ်လာခရင်လေဖုံးဆက်ပြီးတော့မှတက်ဆိုင်ရလုံခြုံရေးတွေကိုလှမ်းပြီးအကြောင်းကြားလို့ရပါတယ်ပရိသတ်တို့ရောဒီလိုမျိုးတည်ထွင်မှုကိုမြန်မာနိုင်ငံမှာရှိစေခြင်းကြပါသလားနော်